သိတ္တတိကအနုညာပြောပြောနဲ့ခက်ထန်တင်းမာတဲ့စိတ်ဓာတ်မရှိဘူးအလွန်မောက်မာတဲ့မာမနာတရားတွေလည်းမရှိဘူးမရှိတော့သူကဘာလုပ်တယ်လဲမာမနာတွေမကြည့်ဘူးရှိခိုးတဲ့ရှိခိုးတိုက်တဲ့ပုဂ္ဂိုလ်ကိုရှိခိုးတယ်ခရီးဥကျိုးဆိုတဲ့ကျိုးဆိုတိုက်တဲ့ပုဂ္ဂိုလ်ကိုခရီးဥကျိုးဆိုတယ်နေရာဖယ်ပေးတဲ့ဖယ်ပေးတိုက်တဲ့ပုဂ္ဂိုလ်ကိုနေရာဖယ်ပေးတယ်လမ်းဖယ်ပေးတဲ့ဖယ်ပေးတိုက်တဲ့ပုဂ္ဂိုလ်ကိုလမ်းဖယ်ပေးတယ် ယုတိတိယုတိတိတဲ့ပုဂ္ဂိုလ်ကိုယုတိတဲ့လေးစားတဲ့လေးစားတဲ့ပုဂ္ဂိုလ်ကိုလေးစားတယ်။မြတ်လို့တဲ့မြတ်လို့တိုက်တဲ့ပုဂ္ဂိုလ်ကိုမြတ်လို့တဲ့ပူဇော်တဲ့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တယ်။ပြည့်ပြည့်စုံစုံပြုကျင့်ဆောက်တည်ထားတဲ့ဒီကုသိုလ်ကံကြောင့်တတိယချမ်းမြေနဲ့ကာယတုကတိနတ်ပြည်လောကကိုကျင့်ပြီးအေကံရောက်နေတယ်။ခဏခဏတော့ပြောဥပါရထုံးလေးတစ်ခုပေါ့။နန္ဒမုသောတာအချင်းခမမြတ်စွာဘုရားမဟာကရုဏာတော်သမဘဝင်စားပြီးတော့လောကကိုကြည့်ရှုတော်မူလိုက်တဲ့အခါ သန္တာလီအမေအိုကြီးညံကိုရထက်မှာထင်လာတယ်။ဆက်ပြီးတော့ရှင်ရှင်ကြည့်တော်မူလိုက်တဲ့အခါသန္တာလီအမေအိုကြီးဒီနေ့သေးတော့မယ်။မရရောက်တော့မယ်ဆိုတာမြတ်စွာဘုရားမြင်တော်မူတော့ဒီအမေအိုကငါကဲတင်နေလားလို့ကြည့်လိုက်တော့ကဲတင်လို့ရနေသေးတယ်ဆိုတာမြတ်စွာဘုရားမြင်တော်မူပါတယ်။သန္တာလီအမေအိုဆိုတာကတော့ကတောင်းစားတူဖြစ်ပါတယ်ဒွန်းစန္နာတူပဲ။အဲ့ဒီဒွန်းစန္နာတူကိုမြတ်စွာဘုရားဒီနေ့ကြည့်မြောက်ဖို့အခါအခွင့်လေးရထားတယ် ဒီတော့မြတ်စွာဘုရားယန္တန်ကအပေါင်းခြံရံပြီးတော့ဇန္တလီအမေအိုရာဇဇုံမျိုးတွင်းတို့သမင်းတောင်းပွန်ရဝင်ရောက်လာတဲ့အချိန်ကိုမှတ်မြော်ပြီးတော့ရင်ဆိုင်တွန်းရမြတ်စွာဘုရားဆုံးခံကြွတော်မူပါれဇန္တလီအမေအိုကလည်းတုံတုံချီချီနဲ့ရာဇဇုံမျိုးတွင်းသမင်းတောင်းပွန်ရအတွက်ဝင်လာခဲ့တယ်မြတ်စွာဘုရားနဲ့တဏှာမှာရင်ဆိုင်သွားပြီးတွေ့ကြတယ်တွေ့လိုက်တဲ့အခါမြတ်စွာဘုရားကရှင်းကိုခရီးဆက်ပြီးကြွတော်မမူပဲမတ်တက်ရပြီးနေတော်မူလိုက်ပါれဒုချင်းကမှာ ဘယ်လိုအကြောင်းကြောင့်ဘုရားရှင်ဒီဒီနေရာမှာမတ်တန်ရနေရတယ်လို့နောက်တော်ကပါလာတဲ့အရှင်မမောက္ခလံကရောမြတ်ကြီးကရှင်ရှင်ကြည့်လိုက်တဲ့အခါဇာနလီအမေဟောကိုချီးမြှောက်ခြင်းလို့မြတ်စွာဘုရားဒီနေရာမှာမတ်တန်ရနေတာမြင်တော့ဂါထာလေးနှစ်ခုနဲ့အရှင်မမောက္ခလံကရောမြတ်ကြီးကဇာနလီအမေဟောကိုသွားပြီးတော့တိုက်တွန်းအဲ့တော့ဒီဂါထာလေးတွေဆိုရင်ကတော့တက္ကမကြီးယသိဟူသမျှတို့တဲ့အတ္တဆုံးအမြတ်ဆုံးယသိဖြစ်တော်မူတဲ့ဂေါရမနယ်ပရှင်တော်မြတ်ဖြာသည် အသင်္ကန္တလီအမေဩကိုချိမြောက်တော်မူလိုတဲ့အတွက်တနာဆောင်ဆောင်ချိမြောက်တော်မူလိုသည့်အတွက်မတ္တရကတည်နေတော်မူပါပြီ။ဒါကြောင့်လင်းမြန်စွာဂေါရမမြတ်စွာဘုရား၏ခြေတော်ဆုံးကြာပရံကိုဥတိုင်လိုက်သမ်းပါ။သင်္ကန္တလီအမေဩအတွက်နောက်ထပ်လူလောကမှာနေရမယ့်အချိန်ကာလတက်တန်းပြီးအလွန်တိုတောင်းလှပါတယ်ဆိုပြီးတော့တိုက်တွန်းလိုက်။အဲ့ဒီတိုင်တွန်းချက်ကလေးအရာသူ့မှာလဲမမနာကမရှိလေတော့ မြတ်စွာဘုရားကိုတုံတုံကြီးနဲ့တောင်းဝေးလေးချပြီးတော့ခြေတော်အစုံကြားပရုံကိုဥတိုက်ပါတဲ့ရှ िख ိုးပါတယ်။ရှ िख ိုးပြီးတဲ့အခါမတ္တရလက်အုပ်ချီပြီးတော့မြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုဖူးမြော်ကြတော့နေတယ်။ဤမြတ်တော်ဆိုရင်တော့ဒီအမေအိုကြီးနတ်ရွာတုဂတိရောက်လောက်တဲ့အကြောင်းတော့ရှိပြီလို့လုံလောက်ပြီးလို့မြတ်စွာဘုရားသိတယ်မူတဲ့အဲ့အတွက်ရှ िख ကိုဆက်လက်ပြီးကြွတော်မူပါတယ်။ဘုရားရှင်နဲ့တန်ဃာတော်များ တော်တော်လေးဝေးသွားတဲ့အခါပေါ့မြက်ွယ်လောက်ရောက်တဲ့အချိန်ကကြတော့စန္ဒလီအမေအိုးလည်းနွားခွေပြီးတက်လိုက်လို့ပြီးသွားတယ်။နတ်ပြည်ရောက်သွားတယ်။ပတ်စံဘယ်နှပြားကုန်လဲ။တပြားမှမကုန်ပါဘူး။စန္ဒလတအုပ်ကနတ်သမီးဖြစ်သွားရတယ်ဆိုရင်ဒီလိုကျင့်ဖို့ပฏิပတ်မျိုးကိုကျင့်ဖို့မကောင်းဘူးလား။ဒီကောင်းနေ။လူကြီးဒုမရင်းရှိသွားရင်မလုပ်ရမလဲ။ခါလီကုန်ရမယ်အယုဒိပေးရမယ်လမ်းဖဲပေးရမယ်။အခုတော့ခိုတနည်းပဲတကယ်တယောက်ကအလျှောက်တယ်။ ခုခေတ်ကလေးတွေဖျာလူကြီးရှိခါလေးမြုပ်ပြီးကောင်းပြီးသွားမှအမတန်ဟွန်လေးနေပုံရတယ်တဲ့လူကြီးတွေရှိကိုယူသေးတဲ့အမူအရာလေးပြပြီးတော့သွားတဲ့စိတ်ထားမရှိဘူးယူသေးတဲ့ယူသေးတိုက်တဲ့ပုဂ္ဂိုလ်ကိုယူသေးရအနိကဆုံးမိမိအမြဲတမ်းယူသေးရမယ့်ပုဂ္ဂိုလ်ဒီပါလေမိဘသဘာဝမိဘနှစ်ပါးရှိကိုမိမိကဖြတ်ကျော်ပြီးသွားတော့မယ်ဆိုရင်ဘာဖြစ်မလဲရှိရင်ကျင်းမှုတစ်ခုပေါ့ခါလေးကောင်ညွတ်ပြီးတော့တာတာလေးဖြည်းဖြည်းသွားရတယ် ဆောင်ကြီးအောင်ကြီးနဲ့တွေ့ရမလားမဟုတ်ပါဘူးဒါကြောင့်ဒီရင်ချင်းမှုလေးတွေဟာကလေးတွေရဲ့တန်တားမှာကိဝါတည်နေခဲ့ရင်ကုသိုလ်တရားတွေတိုးပွားပြီးမလားနိုင်ဘူးလားလာနိုင်နေပဇံတရားမှာမကုံမဲနဲ့ရရှိတဲ့ကုသိုလ်ပဲတိုးတော့အကဲရဲ့နဲ့ရတ္တဂတိကိုအခါခွင့်မတင်သေးလို့မရောက်သေးဘူးထားရှင်းအောင်မှခြံရံထားတဲ့ဒီကုသိုလ်စိတ်စေတနာတွေကနေပြီးတော့ပို့ဆောင်ပေးလိုက်လို့လူပြေလူလောကကိုတပတ်ပြန်ပြီးလူဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲ လူပြည်ဒီလောကမှာတပတ်ပြန်ကြောက်ပြီးတော့လူသားတအုပ်အဖြစ်နဲ့ရောက်ရှိလာခဲ့မယ်ဆိုရင်မြင့်မြတ်တဲ့အမျိုးနယ်မှာပဲလာပြီးတော့လူဖြစ်ရတယ်ဒီလိုဆိုရင်ဒီမမနာလေးတွေကိုနှိမ်ချုံးထားဖို့မကောင်းဘူးလားဒီကောင်လည်းငါကပညာဘလောက်တတ်တယ်ငါကစီစဉ်ဥစ္စာဘလောက်ရှိတယ်ငါကအသိဉာဏ်ဘလောက်ရှိတယ်ဆိုပြီးကိုယ့်ဟာကိုမန္တလေးတွေထောင်နေဖို့လိုသေးလားမလိုကိုယ့်စီစဉ်ရှိလို့ကိုယ့်ဟာကိုမန္တကြည့်တာဘာဖြစ်ရမလဲဆိုတဲ့ဒီစိတ်ထားမျိုးမွေးမြူတဲ့လားမမွေးမြူတဲ့ဘူး မွေးမြူလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲမိမိကနောင်တန္တရာခီးတကုဆက်ရန်ရှိနေတဲ့ရုပ်ညာနဲ့အမျိုးနယ်မှာတော့ပြီးတော့လူဖြစ်ရမန္တရာခီးဆုံးအောင်လုပ်နိုင်ရင်တော့ကောင်းပါတယ်မဆုံးသေးဘူးဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဒီခက်တန်တင်းမာနေတဲ့စိတ်ထားလေးကိုဘာဖြစ်ရမလဲရှော့ချပေးရအတက်ယူတိုက်တဲ့ထုံးတကုရှိပါတယ်ဦးဇင်းတို့တာဂီဝိမင်းသား၆ဦးပေါ့အရှင်အာနန္ဒာလည်းပါတယ်အရှင်အနုရုဒ္ဓအရှင်အာနန္ဒာ အရှင်ကိမိလအရှင်ဗတ္တိယအရှင်ဘဂုနောက်တစ်ခုကတော့တပါတော်မိတ္တိတွေနော်အဲ့ဒါတို့သာကိမင်းသား6ဦးနောက်တစ်ခုသတ္တတိတို့ရဲ့အခိုင်အစင်ဖြစ်တဲ့ဥပါလိကတအူးအဲ့ဒီသာကိမင်းသား6ဦးအရှင်ဒီဝရနော်အရှင်ဒီဝရပါလေအဲ့ဒီ6ဦးနဲ့သာကိမင်းသား6ဦးတို့တို့ရှင်ဟံပြုဖို့ရအတွက်မြတ်စွာဘုရားကခွင့်တောင်းကြတယ်မြတ်စွာဘုရား တဝါရတော်မူပြီးနောက်ကပိလိုနေပြီးတော့ကိုကြွတဲ့အချိန်ကမှကပိလိုနေပြီးတော့မှခုနှစ်သတင်းသုံးတော်မူခဲ့ပါတယ်။သတင်းသုံးတော်မူပြီးတဲ့နောက်ရာဇဂုံမြို့ကိုပြန်ပြီးအကြွမေတ္တာလူပတ္တရဲ့ဥယျာဉ်လို့ယူဆရပါတယ်နော်။အဲ့ဒီတရဲ့ဥယျာဉ်အတွင်းမှာနောက်ကနေသူတို့လိုက်လာပြီးတော့မြတ်စွာဘုရားတန်ရှင်ယံပြုဝေရန်ခွင်တောင်းကြတယ်ဒီတာကိမင်းမင်းသား6ဦး။ခွင်တောင်းတဲ့အချိန်ကမှသူတို့ရဲ့တသက်လုံးကြည်ကြွန်အဖြစ်နဲ့ခိုင်းစီလာတဲ့သတ္တတိဖြစ်တဲ့ဥပါလိလည်းပါပါတယ်။ ဥပါလိကိုတို့ရဲ့လက်ဝလက်စားတွေအလုံးချုပ်ပြီးတော့ဆုလက်အဖြစ်နဲ့ပြေးလိုက်တယ်။သင်ပြန်ပြီးတော့တို့တော့ရှင်ရန်ပြုလိုက်ပြီးတော့အကြောင်းကြားလိုက်ပြီးတော့မာလိုက်တယ်။ထိုကြောင့်မှပါဠိဆက်တတိကလည်းစဉ်းစားတယ်။တာကွေမင်းသားတွေကအမှန်တအမျိုးစိတ်တဲ့ခက်ထန်တယ်။ဇာတိမှခက်ထန်တယ်မမှန်တဲ့သိကြီးကြတယ်။ဒီတော့ငါကဒီလက်ဝလက်စားတွေကိုယူပြီးတော့ပြန်တော့ခဲ့ရင်ငါအပေါ်မှာမယုံတင်ငါဖြစ်ခဲ့လို့ရှိရင်ငါအတွက်အသက်အန္တရာယ်တော့ဖြစ်နိုင်တယ်။ ီတော့ငါလည်းဒီလက်ဝလက်စားဒီအပေါ်ဝေတံမှုမရှိဘူးငါလည်းမယူဘူးငါလည်းရှင်ရန်ပြုတ်မယ်ဆိုပြီးတော့အာလုံရှင်ရန်ပြုတ်ဖို့ခုနှစ်ဦးဖြစ်သွားကြတယ်ခုနှစ်ဦးဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားထံမှာသူတို့ကဖန်လျှောက်တယ်မြတ်စွာဘုရားဒီပြီးတော့တာဂူဝိမင်းသားတွေဆိုတာကအမတန်ဇာတိမှန်ခက်ထန်တဲ့မမှန်တဲ့ကြီးတဲ့ပုံကိုဖြစ်ကြပါတယ်ဒီဥပါလိဟတတတတတလုံးတပိတော်တို့ကခိုင်းစင်လာခဲ့တဲ့ကြီးကျွံဖြစ်တယ်။ဒီတော့တပိတော်တို့ကိုရှင်အရင်ပြုတ်ပြီးတော့ဥပါလိကိုနောက်မှရှင်ပြုတ်ပေးမယ်ဆိုရင် လူဘဝလူလောကတုန်းကတပိတော်တို့ကဥပါလိအပေါ်မှာမာနကြီးခဲ့တယ်လို့ယဟန်ဖြစ်တော်လဲဒီဥပါလိအပေါ်မှာအပေါ်ကြီးကပဲနေပြီးတော့ဆက်ဆံနေကြမှာဖြစ်တယ်။ဒါကြောင့်တပိတော်တို့ရဲ့တင်းမာနေတဲ့စိတ်ဓာတ်တွေမြင့်မောက်နေတဲ့ဒီမာမနတရားတွေနှိမ်ချိုးတဲ့အနေနဲ့အရှင်ဥပါလိကိုအရှင်အရင်ရှင်ဟန်ပြုပေးပါ။တပိတော်တို့သာသနာ့မင်းသား၆ဦးကိုတော့နောက်မှရှင်ဟန်ပြုပေးပါ အဲ့လိုရှင်ပြလိုက်မယ်ဆိုလို့ရှင်တပည့်တော်တို့ကဝါကြီးနေတဲ့အရှင်ဥပါလိကိုတပည့်တော်တို့ကယူသိကြမယ်လေးစားကြမယ်မြန်နိုးကြမယ်အဲ့ဒီအခါမှာတပည့်တော်ရဲ့မာမနာတွေဟာကျဆင်းသွားပါလိမ့်မယ်ဆိုပြီးတော့ဆက်ရောက်ထားတယ်သူတို့လျှောက်တန်းတောင်းမှန်တဲ့အတိုင်းပဲရှင်ဥပါလိကိုအလျင်ပေါ့လေခေါင်းဆုံးရှင်ဟန်ပြုပေးလိုက်ပါတယ်တာဂုမင်းသား၆ဦးကိုတော့နှုတ်မှာပဲရှင်ဟန်ပြုပေးလိုက်တယ်ဒါဟာမိမိတို့ရဲ့မာမနာကိုနှိမ်ချိုးတဲ့တန်ထန်းတိုက်တဲ့ထုံးတစ်ခုဖြစ်ပါတယ် ဒီတော့အဲ့ဒီလိုမာမနာတွေကိုနှိမ်ချိုးလိုက်ခြင်းဒီဘာဖြစ်တယ်လဲမာမနာကိုနှိမ်ချိုးတဲ့ကံကတန္တရာခီးဆိုတာအကြေးထင်ရှားရှိကြမယ်ဆိုရင်မြင့်မြတ်တဲ့အမျိုးအနွယ်မှာလာပြီးတော့လူဖြစ်ရနတ်ဖြစ်လဲနတ်ထက်နတ်လူဖြစ်လဲလူထက်လူအတားဆုံးအများဆုံးအမျိုးအနွယ်မှာလာပြီးတော့လူဖြစ်နိုင်တယ်နတ်ဖြစ်နိုင်တယ်အကြေးမာမနာတွေကတိတ်ပြီးကြီးကြမယ်ဆိုရင်တော့ဘာဖြစ်မလဲ ရုပ်ညာနဲ့အမျိုးနယ်မှာသွားပြီးတော့လူဖြစ်ရမယ်။ဒါကြောင့်မိမိတို့ကအစဉ်တည်းမြင့်နေတဲ့လူလောကနတ်လောကနဲ့ရင်းဆိုင်ခြင်းနဲ့ရင်းဆိုင်တိုးကျင်ကြတယ်ဆိုလို့ရှိရင်တော့မလုပ်မလဲ။မာမနကိုနှိမ်ချိုးပေးပါ။ခုနကရှင်အာနန္ဒာတို့ကြည့်ပေါ့။တကယ်အထက်တန်းကြတဲ့အမျိုးအနွယ်မှာလူလာဖြစ်ရမယ်လို့မိမိတို့ရဲ့မာမနကိုနှိမ်ချိုးမချချဘူးလား။ချတယ်။ရှင်းရှင်းတူတော်ကောင်းတွေထုံးမယ်။ ဒီတော်ကောင်းတို့ရဲ့ထုံးကိုနှလုံးမူပြီးတော့မိမိတို့လည်းဒီမမာနတွေကိုနှိမ်ချကြမယ်ဆိုရင်သို့တော်ကောင်းတို့သွားရှိတဲ့လမ်းရောက်ရှိသွားတဲ့နေရာနိဗ္ဗာန်တရားတော်မြတ်ကြီးကိုမိမိတို့လည်းမရနိုင်ဘူးလားရနိုင်ပါတယ်